င်္ဂလာပါခင်ဗျာဒီကနေ့တော့အဲကျွန်တော်ဒီမိတ်ခွန်းလေးပြပေးပါမယ် Connect Monitor Point အောင်လူတို့ရှင်7မိနစ်လောက်နဲ့ကျွန်တော်ပြောပြပေးပါမယ်ကျွန်တော်ကိုယ်တိုင်လည်းပွင့်ခဲ့ပါတယ်အဲ့ဒီနေ့ကျွန်တော်ဒီဗီဒီယိုလေးနဲ့မျှဝေပေးပါဖြစ်ပါတယ်ဆက်လိုက်ကြအောင်ခင်ဗျာကျွန်တော်ဒီ page လေးပေါ့နော် Connect Monitor ပွင့်သွားတာအဲကျွန်တော်ရဲ့ဒီ page လေးပါ follower လည်းသိမရှိပါဘူးပေါ့နော်အဲအထဲမှာဝင်ကြည့်လိုက်မယ်ဆိုရင်အဲ monetize ပေါ့နော်ဒီနားလေးဝင်ကြည့်ရပါတယ်မေးစရာအဲ့နားမှာဝင်ကြည့်လိုက်လို့ အဲဒီလိုမျိုးလေး connect monitor ဆက်တက်ကလေးပွင့်နေပြီဆိုရပါပြီအဲ့ဒါမပွင့်သေးမရသေးပါဘူးပေါ့နော်ဒါလေးပွင့်ဖို့လိုပါတယ်အဲ့ဒါပွင့်ပြီဆိုရင်ကျွန်တော် ban ချိန်မယ်မြန်မာဘဏ်မရပါဘူးပြည်ပဘဏ်ချိတ်မှရမှာရမှာဖြစ်ပါတယ်နိုင်ငံခြားဘဏ်ချိတ်ရမယ်ထိုင်းတို့မလေးတို့ပေါ့နော်အဲ့လိုဘဏ်ချိတ်ပဲအဲ့မှာကိုယ့်ရဲ့အသိရှိရဆိုသူတို့ဘဏ်နဲ့ချိတ်အဲ့ဒီကနေပတ်စံထုတ်နော်အဲဘဏ်ချိတ်မှာပတ်စံထုတ်လို့ရမယ်နော်ဆိုတော့အဲ့ဒီအစ်စင်နေမသွားခင်ကျွန်တော်ဒီယာကြီးပွင့်အောင်ဘယ်လိုလုပ်ရမလဲပြောပြပေးပါမယ်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်အကောင့်ထဲမှာလည်းတင်ထားပေးပါတယ်အဲ့ပို့စရင်းနဲ့ကျွန်တော်ပြောပေးမယ်နော် ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်တို့အရင်ဆုံး Facebook ကပတ်စံရှာမှာဆိုတော့ Facebook account ဒါမှမဟုတ် page လိုအပ်ပါတယ်။ဒါ page ကပို့ကူပြီးတော့ကျွန်တော် recommend ပေးပါတယ်။ဘာလို့ဆိုတော့ကျွန်တော် ban ချိတဲ့အခါပို့ပြီးလွယ်နေအောင်ပေါ့နော်။ပြီးရင်မနောက်ပြီးတော့ admin တွေပေးတာတို့ editor တွေပေး admin ပေးတာတို့ပေးအောင် admin ထည့်တာတို့အဲအဲ့ဒါကြီးလွယ်အောင်လို့နော်အဲ့တော့ page ကိုပို့ပြီးတော့ recommend ပေးပါတယ်။နံပါတ်1ကကျွန်တော်ပြည်ပ account တွေထည့်ရမယ်။အထဲမှာမြန်မာပြည်က admin account လို့ဆိုမရဘူး။နော်မြန်မာမြန်မာပြည်က account လို့ဆိုမရဘူး။ တော့နိုင်ငံအကောင့်တွေထည့်ရမယ်။နိုင်ငံအကောင့်မိတ်ဆွေအိတ်တရားရဲ့နိုင်ငံအကောင့်ထည့်ပေးရမှာထည့်ပေးရမှာဖြစ်ပါတယ်နော်။အဲ့တော့နိုင်ငံအကောင့်မရှိဘူးဆိုလို့ရှိရင်လည်းကျွန်တော်မြန်မာအကောင့်ပဲနိုင်ငံအကောင့်ပြောင်းနေနေရှိတယ်။အဲ့ဒါလေးကိုအဲ့ဒါလေးကိုလည်းကျွန်တော်ရဲ့ဒီကိုဖုံးမြတ်တို့ဆိုရိုက်ရှာလိုက်။အဲ့ဒီအကောင့်တွေမှာကျွန်တော်အသေးစိတ်တင်ထားပြီးတယ်။တစ်ချက်တော့ရှာကြည့်လိုက်ပါတော့နော်။အဲ့ဒါတော့ပြောင်းနေနေပြောင်းတာလေသူကအဲ့လို set တင်နေရတယ်။ voting location ပေးရုံနဲ့ပြောင်းတာမဟုတ်ဘူး။ voting location ပေးတာပေးတာပြီးပြီဆိုရင်ကျွန်တော်တို့ ကိုဗုတ်လုပ်ထားတဲ့နိုင်ငံမှာကျွန်တော်တို့လုံးဝအဲ့ဒီဥမာကိုကဗုတ်တင်ဟိုထိုင်းနိုင်ငံ location ကိုဗုတ်တင်လုပ်ခဲ့တယ်ဆိုလို့ရှိရင် primary location မှာထိုင်းပြအောင်ကျွန်တော်ဘာဆက်လုပ်ရမလဲဆိုရင် VPN တောင်းရပါမယ်နော်ကျွန်တော်ကတော့ less VPN လေးတောင်းပါတယ်နော်အဲ့လိုမျိုး free အဲ့လိုမျိုးပတ်စံပေးမွေချုံဆိုလို့ရှိရင်လဲအဲပတ်စံပေးတော့ဝယ်မှကောင်းမယ်သိလား last row express လို့ပဲဖြစ်ဖြစ်တခုခုတောင်းဖို့မဝယ်ပဲ free version လို့ဆိုစိတ်မချအောင်အဲကိုဘန်းချိတ်မဲ့နိုင်ငံဒီမှာထိုင်းဆိုထိုင်းမလေးဆိုမလေးအဲ့လိုလေးပြောင်းတာ ်ပြီးရင်ကျွန်တော်တို့နှစ်ပတ်လောက်သုံးပေးရမယ်အဲ့လိုသုံးတဲ့အခါမှာလည်း VPN လုံးဝပြန်ပိတ်လို့မရအောင်လုံးဝပိတ်လို့မရအောင် VPN တစ်ခုပဲလားဆိုတော့မဟုတ်ဘူးမဟုတ်ဒီမှာ setting ရှိတယ်ဖုန်း setting လေးဖုန်း setting ထဲမှာဆိုရင်ကျွန်တော်တို့မြန်မာ location ပေါ်နိုင်စေတဲ့အကြောင်းအရာတွေအကုန်လုံးဒီနောက်မှာ screen မဲသွားမလားတော့မသိဘူးနော်အဲ့ကြောင့်ဒီမှာဘာသာနဲ့ပဲပြောပြအတန်နဲ့ပဲပြောပြလိုက်မယ်နော်အဲ့မှာ location ဆိုပြီး setting ရဲ့ search bar မှာရိုက်ရှာကြည့်အဲ့ location service တွေဟုတ်သူက location service တွေအကုန်ပိတ်ထားမယ်ကျွန်တော်ဆိုလည်းပိတ်ထားတယ် နော်သူက location server တွေပိတ်ထား setting ထဲမှာ location မြန်မာ location ပေါ်စီနာနေတဲ့ဟာတွေအမှန်တမ်းအကုန်လိုက်ပိတ်အဲ့လိုလေးတော့ဖြစ်နိုင်ရင်အဲ့လိုမျိုးပြောင်းသွားပြီဆိုရင် blue map ရှောက်ခွင့် setup ပါပေါ်လာတတ်တယ် blue map ပါရှောက်ထားရင်ပိုကောင်းတယ်ပိတ်တယ်မှာထည့်ထားမှာအကောင်လေဒါတော့ perfect ပြောင်းပြောပြောတာပါ blue map မလျှောက်လဲရတယ်ဒါပေမဲ့အဓိကကျွန်တော်ပြောတဲ့ခုနပြောတဲ့အချက်တွေအသေးချာသုံးသွားပြီအဲ့ဒါမှကွာ location ပြောင်းမှာဟို setting တွေကနေ voting လေးပေးရုံနဲ့တော့ location မပြောင်းဘူးနော်အဲ့ဒါသိထားမှာနော်အဲ့တချို့ facebook မှာကျွန်တော်တွေ့ရတဲ့ post တွေလေး အဲ voting ပေးလိုက်တာ ਨੇ ပြောင်းသွားမယ်ဆိုပြီးတင်ထားတာအဲ့လိုအဲ့လိုမရအောင်နော်သူ voting ပေးရုံနဲ့မပြောင်းပါဘူးခုနပြောတဲ့အချက်တွေအများကြီးလှုပ်ထားမှပြောင်းမှာဒါကြတော့ wallet မှာတင်ထားပြီးတယ်တစ်ချက်သွားကြည့်ပါနော်ဗီဒီယိုကနည်းနည်း share လိုက်မယ်ဟုတ်ပြီအဲ့ဒါပြပြီဆိုရင်ကျွန်တော် CM ပွင့်ဖို့တဆက်လုပ်လို့ရပါပြီနော်ဆက်လုပ်လို့ရရင်ဘာလုပ်ရမလဲဆိုတော့အတက်ကို re သုံးပုတ်တယ်သုံးပုတ်ဒါမှနှစ်ပုတ်နော်သုံးပုတ်နှစ်ပုတ်ဆိုရင်နေ့တိုင်းသုံးပုတ်နှစ်ပုတ်ဆိုဇွတ်မတင်နဲ့ perfect post တိုင်းမှာတင်ဘယ်လိုမျိုးဆိုတော့ re ကိုမနက် အပါဖက်ပို့ဆိုင်ဆိုမနက်6:00နာရီနဲ့9:00နာရီအတွင်းပါဖက်ပို့ဆိုင်ဒီအချိန်မှာဆိုရင်ရုံးဝန်ထမ်းသမားတွေចောင်းသားတွေအလုပ်သွားတဲ့သူတွေအကောင်လုံးကဖုန်းပုတ်တယ်အဲ့ဒီအချိန်ဖုန်းအသုံးများတဲ့အချိန်တွေပေါ့လူတွေဖုန်းအသုံးများတဲ့အချိန်တွေပါတဲ့နေ့ကင်း7:00နာရီထိုးလဲရတယ်အဲ့ဒီအချိန်ဆိုလို့ရှင်လဲကျွန်တော်တို့ចောင်းသားတွေထမင်းစားမယ်ထမင်းစားပြီးနားတဲ့အချိန်လူတိုင်းဖုန်းပုတ်တဲ့အချိန်ပေါ့အဲညနေဆိုရင်9:00နာရီနောက်ပိုင်းတင်ပြီးတော့9နိုင်6နိုင်9နိုင်10နိုင်9နိုင်အဲ့ဒီအချိန်တွေတင်အဲ့ဒီအချိန်ဆိုလူတွေကအိမ်ရောက်ပြီးရုံးကားပေါ်မှာအိမ်မရောက်သေးဘူးဆိုတော့ဘတ်ကားစီမယ်ရုံးကားစီမယ် အဲ့ဒီကားပေါ်မှာပဲဖြစ်ဖုန်းပုတ်မယ်6ခန်းခရံနောက်ပိုင်းဆိုတော့အိမ်ရောက်ပြီးတေးကြပြီသူတို့ရေမချိုးခင်ခဏပြင်းလို့ဆိုရင်ဖုန်းပုတ်ဝင်ပုတ်လိုက်မယ်အဲ့ဒီနောက်ပိုင်းတော့တေးကြတယ်ဖုန်းပုတ်ကိုပုတ်လိုက်မယ်လူတွေအဲ့လိုအချိန်လေးတင်ပြီသူက reels 3ပုတ်2ပုတ်ဆိုဇွတ်မတင်နဲ့ဇွတ်တင်လို့ရှင်သူတို့လူတွေဖုန်းမသုံးတဲ့အချိန်မှာလူကြီးမင်းကဗီဒီယိုတွေ reels တွေဇွတ်တင်လိုက်လို့လူတွေကဖုန်းမသုံးတော့လူကြီးမင်းတင်လိုက်တဲ့ post က new feed ကိုရောက်သွားပြီဒါပေမဲ့ဘယ်သူမှမကြည့်ဘူးဘယ်သူမှလည်းမသုံးဆိုရင် facebook ကဘယ်လိုထင်သွားလဲဆိုတော့ဒီလူရဲ့ဗီဒီယိုတွေကလူတဲ့စိတ်မစားဘူးမပြပြတော့ဘူးကွာဆိုပြီးအဲ့လိုမျိုး reach ရတဖြည်းဖြည်းကျလာလိမ့်မယ်အဲ့တော့ perfect post တိုင်းမှာတင်အရေးကြီးရယ်နော်ဟုတ်ပြီပြီးရင်နေ့တိုင်းစာနဲ့ပုံပါတဲ့ post နှစ်ခုတင် Facebook ကသူတို့ရဲ့ platform ပေါ်မှာလူများများသုံးစေချင်တာဖြစ်တဲ့အတွက်အဲ့လိုမျိုးသူတို့ကလှုပ်ထားတာသူတို့စီမှာများများလေးတောင်းအောင်လို့သူတို့ share လန့်နေမှာဒါတွေပါတယ်ပေါ့နော်သူတို့ခိုင်းထားတဲ့ဟာတွေပေါ့ပြီးရင် video အရှိတကူအရှိတကူတင်ပြီးရင်ဖြစ်နိုင် live လွှင့်ကိုမျက်နှာပြပြီး live များများလေးလွှင့်မယ်နော်ပြန် Facebook policy လိုက်တာ policy လက်ရှိခုနကျွန်တော်အကောင့်ထဲမှာတင်ထားတယ်တွက်ကြည့်လို့ရတယ်နော် policy မလိုက်တာလို့မရအောင်နော် policy ချိုးပေါက်တာတို့ security activity violation contract remove in ethical behavior စတဲ့အဲလုံဆောင်ချက်တို့ကိုထပ်ခါတခါလုံဆောင်ခြင်း security activity အဖို့အချို့တွေအဲတော်ကွေးပေါ့နော်သွေးထွက်တန်ရုပ်ပို့စီရဲမထူပါပြောလိုက်ပါမယ်သွေးထွက်ပန်တန်ရုပ်ပို့စီကိုပိုင်အဲ့ဒါတွေလုပ်လို့မရဘူးပြီးလို့ရှိရင်နံပါတ်5အချက်ကကောင်းမောင်ရင်ရေစီကန် Facebook တော့ရင် Facebook စီကန်ပါဗျာအကြောင်းမှန်နေအကြောင်းစီကန်အဲ့လိုတဘောပြီးပြီဆိုရင်နောက်ဆုံးအချက်ကအရေးကြီးတယ်ကြောကိုပိုင် content မဟုတ်ရင်မရတော့ဘူးနော် နံပါတ်5အချက်ကိုပိုင် connect တင်မှာရမယ်မရမရတော့နော် okay အဲ့ဒါအားလုံးရပြီဆိုရင် setup ပွင့်လာလိမ့်မယ်တပတ်လောက်နဲ့အခုပွင့်နေပြီသိလားအဲ့ဒါတခြားလောက်သွားရလာနိုင်မယ် setup ပွင့်ပြီဆိုရင် ban ချက်ရမယ် ban service ကခုနပြောသလိုမိတ်ဆွေမှာနိုင်ငံခြားအသိမိတ်ဆွေရှိရင်အဲ့ဒီနိုင်ငံခြားအသိမိတ်ဆွေနဲ့ချိန်တကယ်လို့နိုင်ငံခြားအသိမိတ်ဆွေမရှိဘူးဆိုရင်ကျွန်တော်တို့စီမှာ service ရတယ်ကျွန်တော်စီမှာလည်းအလိုရတယ်ကျွန်တော်စီမှာဆိုရင်ကျွန်တော်အကောင့်လေးမှာလာအလိုရပါတယ်ကျွန်တော်တို့စီမှာ service တွေကအများကြီးပဲเนาะဒီအမမခိုင်နေဝေတို့ ဟိုနှစ်နှစ်စာတသက်စာ service တွေကျွန်တော်တို့ဝန်ဆောင်မှုတွေပေးနေပါတယ် business man တွေအနုပညာရှင်တွေမြောက်များစွာကိုကျွန်တော်တို့ service တွေပေးနေတဲ့ 3MID internship ဖြစ်ပါတယ်ပေါ့နော်ရက်ဒီလာဆိုလို့ရှိရင်လည်းကျွန်တော်တို့9နှစ်6နှစ်မကတော့ပါဘူးပေါ့နော်နှစ်ပေါင်းများစွာရက်ဒီလာခဲ့တဲ့ service team ရှိပါတယ်ကျွန်တော်စီမှာကျွန်တော်စီမှာအဲ့လိုရတယ်ဒါမှမဟုတ်မိတ်ဆွေတခြားမှာအချင်းလဲအပေါ့နော်အဲ့တော့ service အမယ် service မဲ့ဆိုလို့ရှိရင်လည်းမိတ်ဆွေမလူကြီးမင်းမခုနပြောတယ်ဟိုပါရှိရမယ်ဒီအချက်လေးနိုင်ငံခြားအသိမိတ်ဆွေရှိလဲစိတ်ချရတဲ့အသိမိတ်ဆွေပေါ့နော် ဘာလို့ပတ်စံသူ့ဘဏ်နဲ့ရောက်မှာဟုတ်သူ့ဘဏ်နဲ့တစ်စင်ကိုပြန်လွှဲပေးမှာဆိုတော့စိတ်ချတဲ့အတိမိတ်စီဖြစ်မှရမယ်ဟုတ်ပြီနော်โอเคဒါမှဘဏ်ကိုကိုယ့်ကိုချိတ်ချင်တယ်ဆိုလို့ရှိရင်ဘဏ်ချိတ်တဲ့နီးဒီယာအစအဲတင်ပေးထားတဲ့နော်ဘဏ်ချိတ်တဲ့နီးဒီယာအစတင်ပေးထားတယ်ဘယ်မှာတင်ပေးထားလဲဆိုရင်တော့ YouTube အဲ့လိုမျိုးပေါ့အာကျွန်တော်ကတော့ကျွန်တော်မိတ်ဆွေဘန်နဲ့ပဲချိလိုက်မယ်ဟာကျွန်တော်မှမလေးဘန်ရှိတယ်အဲ့လိုမျိုးဆိုရင်တော့ဖုန်းမြတ်ထုတ်ဆို YouTube မှာရက်ရှာအဲ့ဒီမှာသင်္ကန်းစာ300ကျော်တင်ထားတယ်အခမဲ့နော်သင်္ကန်းစာ300ကျော်တင်ထားပြီးပါတယ်အဲ့ဒီမှာလည်းဘန်ချိန်နေပါတယ်တစ်ချက်တော့ဗီဒီယိုတပ်တယ်မှာတစ်ချက်ရှာကြည့် ျွန်တော်လွန်ခဲ့တဲ့3လလောက်ကတင်ထားတာ ဖြစ်မယ်နော်အဲ့ဒီ band shape ဒီတိုင်းကောက်ကိုချိန်မယ်ဆိုလည်းရပါတယ်နော်အဲ့တော့ band shape တဲ့ဟာပေါ့ band shape ပြီးပတ်စံရပြီဒါဆိုပြီးပြီကဲအဲ့တော့ပတ်စံရပြီဆိုပြီးပြီစလားဆိုတော့မဟုတ်ဘူးနောက်ဆုံးအဆင့်အရေးကြီးဆုံးနောက်ဆုံးအဆင့်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ပတ်စံရသွားပြီဆိုတော့ပွဲ PPR မထားနဲ့ Facebook policy တွေလိုက်နာနာနံပါတ်5အချက်ကအဲ policy တွေလိုက်နာတကယ်လို့ policy ညှိပြီးတော့ပြန်ကျသွားတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီ ဒီဒီ policy monetary reserve ဖြည့်တဲ့သင်ငန်းစာလေးကျွန်တော်ဒီမှာတင်ထားပေးတယ်ခုနကကျွန်တော်ရေဖုံးမြတ်တို့ channel မှာလည်းရှိတယ် monetary reserve ညင်ရင်ကောက်ကိုဖြည့်ရှင်းကျင်တယ်ဆိုတော့ပြန်ဖြည့်ရှင်းအဲအဲ့ဒီ monetary reserve တွေညီသွားတယ်ဝါသွားတယ်အာ sorry ဝါသွားတယ်ပြောပါ monetary reserve ညီသွားတယ်ဆိုရင်ပတ်စံမရဘူးအဲ့တော့အဲ့ဒါလေးပြန်ရအောင်ဖြည့်ရှင်းတဲ့နည်းလဲအဲ့လိုမျိုးတင်ထားပြပါတယ်ဖြည့်ရှင်းတဲ့ service တွေလည်းရှိတယ်ဒါတော့ basic သဘောကောက်ကိုလှုပ်ရှင်တဲ့လှုပ်လှုပ်မယ်ဆိုရင်ကျွန်တော် YouTube မှာအခမဲ့တင်ပေးထားတယ်တွေ့ကြည့်လို့ရတယ်ဟုတ်ပြီနော် okay အာလိုတိုရှင်းပါပဲပေါ့နော်အားလုံးပတ်စံနေ နော်အင်ခန်အများကြီးပတ်ဆိုင်ကြပါစေကျေးဇူးတင်ပါတယ်နော်โอเคဟုတ်ပြီခင်ဗျငါကျွန်တော်7မိနစ်လောက်နေပြောပြပေးလိုက်တယ်နော်โอเคအဲ့တော့ဒီဗီဒီယိုလေးက comment မှာထပ်တည်လို့ရတဲ့အကြောင်းရရှိရင် comment မှာလည်းတောင်းဆိုသွားလို့ရပါတယ်နောက်ဗီဒီယိုလေးမှာကျွန်တော်တွေ့ကြပါမယ်ခင်ဗျကျွန်တော်ကတော့ 3MID Academy နဲ့ 3MID Service Dance ရဲ့ owner ဦးဖုံးမြတ်ထွတ်ကိုဖုံးမြတ်ထွတ်ဖြစ်ပါတယ်